မြန်မာနိုင်ငံပြန်လည်ပြည်ဖြူးမြေဆွေရင်ကဏ္ဍအတွက်မြန်မာတီလဝါ SCS Holding Public Company Limited MTSH နဲ့တရုတ်ဆွေရင်ကုမ္ပဏီ GCN System Integration Technology Company Limited GCNSI တို့အကြား နားလည်မှု စာချုပ်လော MOU ကိုတရုတ်နိုင်ငံရှန်ဟိုင်းမြို့မှာဇွန်လ17ရက်နေ့ကလက်မှတ်ရေးထိုးခဲ့ကြောင်း MTSH ကုမ္ပဏီကတင်ပြထုတ်ပြန်ပါတယ်။အဆိုပါနားလည်မှုစာချုပ်လော MOU ရဲ့ GCLSI ကုမ္ပဏီဟာ MDSH နဲ့အတူမြန်မာနိုင်ငံမှာရှိတဲ့ပြန်လည်ပြည့်ဖြူးမြဲစွမ်းရင်ကနေလျှက်စစ်ဓာတ်ထုတ်လုပ်မှုစွမ်းရည်တရာမဂါဝတ်အထိရှိတဲ့နေရောင်ခြည်ဓာတ်စနစ်များ Floating Photovoltaic Power Plant နဲ့ Centralized Photovoltaic Power Plant အပါအဝင်တည်ဆောက်နိုင်မှုကိုအတူတကွဆန်းစစ်သုံးသပ်ရန်ပူးပေါင်းလှုပ်ဆောင်မှုအဖွဲ့တစ်ခုကိုတည်ထောင်ကာစီမံကိန်းရဲ့ဖြစ်နိုင်မှုကိုထိရောက်စွာဆန်းစစ်သုံးသပ်ရန်ရည်ရွယ်တယ်လို့သိရှိရပါတယ်။ Golden Concord Holdings Company Limited GCN Group ဟာတရုတ်နိုင်ငံရဲ့ထင်ရှားတဲ့စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီးတော့1990ပြည့်နှစ်မှာတည်ထောင်ခဲ့ပါတယ်။ GCL ရဲ့အဓိကလုပ်ငန်းတွေကတော့တန်ရှင်း၍ပြန်လည်သုံးစွဲနိုင်တဲ့စွမ်းအင်နည်းပညာတွေကိုအသုံးပြုပြီးတော့လျှက်စက်တာထုတ်လုပ်ခြင်း၊နေအောင်ကြီးစွမ်းအင်ဆိုင်ရာပစ္စည်းများ PV materials များထုတ်လုပ်ခြင်း၊ရေနံနဲ့ဓာတ်ငွေထုတ်လုပ်ခြင်း၊ Green Smart City များတည်ဆောက်ခြင်းနဲ့ငွေကြေးဝန်ဆောင်မှုများစောင့်ရွက်ခြင်းစသည်တို့ဖြစ်ကြပါတယ်။ လက်ရှိအချိန်မှာ GCLSI အနေနဲ့ကမ္ဘာတဝန်းမှာဆိုလာစွမ်းအင်ဆိုင်ရာလုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိပြီးတော့တရုတ်ပြည်မှာကြီးမှာမော်ဂျူးထုတ်လုပ်မှုစက်ရုံ၃ခုနဲ့ဗီယက်နမ်နိုင်ငံမှာတစ်ခုတည်ထောင်ထားပြီးကြီးမားတဲ့ထုတ်လုပ်မှုစွမ်းရည်30ဂီဂါဝက်အပြင်စွမ်းဆောင်ရည်မြင့်ဆဲစွမ်းရည်10ဂီဂါဝက်ကိုလည်းဖြည့်ဆည်းထားပြီးဖြစ်တယ်လို့သိရှိရပါတယ်။ယခုလို MDSH ကုမ္ပဏီ Limited နဲ့ GCLSI ကုမ္ပဏီတို့အကြား ပူးပေါင်းလှုပ်ဆောင်ခြင်းကနေပြီးတော့မြန်မာနိုင်ငံအတွင်းမှာလျှက်စစ်ထုတ်လုပ်မှုစီမံကိန်းတွေရဲ့စီမံကိန်းဖြစ်နိုင်ခြေလေ့လာမှုများ feasibility study ကိုအတူတကွထိရောက်စွာစမ်းစစ်သုံးသပ်နိုင်မှာ ဖြစ်တဲ့အပြင်ဤပညာအထောက်ပံ့များစွာကိုလည်းတင်ယူရရှိနိုင်မည်ဖြစ်က MDSH အပါအဝင် ကုမ္ပဏီရဲ့လောက်ခံကုမ္ပဏီများတွဲဘက်ကုမ္ပဏီတွေရဲ့လျက်စစ်လိုအပ်ချက်များကိုလည်းရရှိနိုင်မှာဖြစ်တယ်လို့ MDSH Company Limited ထံကနေသိရှိရပါတယ်။